တော်လန်အမှုပညာရှင်တွေရဲ့ Now and Ever ထာဝရနောင်ကျိုးရုပ်ရှင်အထူးဘွဲ့ကို American ပြည်ထောင်စု Maryland ပြည်နယ်မှာ ပြသခဲ့ပါတယ်။တုဒ္ဒချမ်းသာပေးပို့ထားပါတယ်ခင်ဗျာ။ တော်လန်ဥပညာရှင်တွေဖြစ်တဲ့ဒါရိုက်တာခရစ်စတီနာခီတယောဆောင်ဇန်ခီနဲ့အကယ်ဒမီပိုင်ဖြိုးသူကိုဦးဆောင်ဖန်တီးထားတဲ့နောက်နန်လေဗာတာရန်နောင်ဂျိုရုပ်ရှင်အထူးပွဲကိုဒေသစံတော်ချိန်အောက်တိုဘာ9ရက်နေ့မွန်လွဲပိုင်းကအမေရိကန်ပြည်တော်စုမေရီလန်းပြည်နယ် Regal Majestic ရုပ်ရှင်ဥမာပြသခဲ့တာပါရုပ်ရှင်ပြပွဲကို Washington DC နဲ့ Maryland ပြည်နယ်ရောက်မြန်မာတွေလာရောက်အားပေးခဲ့ကြပြီးတော်လန်ဥပညာရှင်တွေနဲ့အတူရည်တည်ကြောင်ပြသခဲ့ကြပါတယ်ဒီနိုင်ငံတကာရုပ်ရှင်ပြပွဲတွေမှာရုပ်ရှင်ပြိုင်ပွဲတွေမှာ တကယ်ကိုသူတို့ကအရေးရှင်းရှိရှိနဲ့နိုင်ငံတကာနဲ့ရေမောင်တိုင်းပြီးလုံနိုင်တဲ့အမှုပညာရှင်တွေဖြစ်တယ်ဒါကြောင့်မို့လို့သူတို့ရဲ့အမှုပညာလက်ရာတွေသူတို့ဖန်တီးထားတဲ့ဟာတွေကဒီအမေရိကန်ပြည်ထောင်စုအပါအဝင်ကမ္ဘာတဝန်းမှာရှိတဲ့ဒီလိုမျိုးအမှုပညာပြပွဲတွေရုပ်ရှင်တွေမှာသူတို့အတွက်ပြဖို့အတွက်ထိုက်တန်နေအားလုံးကဒီတစ်ခုတည်းတွေမဟုတ်ဘူးပေါ့နော်။ကျန်တဲ့ပြတဲ့ဟာတွေမှာပါဝိုင်းပြီးတော့မှဒီလိုမျိုးချိမြောက်ပေးကြပါအားပေးပေးကြပါကြည့်ရှုပေးကြပါလို့ကျမတို့ကတော့အမှုပညာရှင်တွေရဲ့ကိုးစားပေါ့နော်ပြောချင်ပါလိမ့်ရှင်။ ဆက်အနာသိမီနောက်ဒေါ်လန်မျိုးပညာရှင်တွေဟာပြည်တွင်းမှာရှင်သန်ရည်တည်ဖို့မဖြစ်နိုင်တော့တဲ့အတွက်ပြည်ပရောက်မြန်မာတွေရဲ့အားပေးမှုနဲ့သူတို့မျိုးပညာတွေဆက်လက်ရှင်သန်နိုင်ရေးကြိုးစားအားထုတ်နေကြတာပါ American Bureau ရဲ့မြို့တော်မှာအထိဒါလိုဒီလိုမြန်မာရုပ်ရှင်တွေကထိုးပေါက်လာတယ်ကျွန်တော်တို့ကဝမ်းသာတယ်အထူးသဖြင့်တိုင်းပြည်မှာဒီလိုပြောက်ခွင့်ပြန်ရမယ်သူဖန်တီးခွင့်တွေပြန်ရဖို့မျှော်လင့်တာပေါ့မျှော်လင့်ရင်းနဲ့ဒါကျွန်တော်လည်းတစ်ဖက်ကတိုက်ပွဲဝင်နေတဲ့ဓာတ်တွေကိုပြနေတာဖြစ်ပါတယ် တော်တော်လန်ပြည်သူတွေဘက်ကဆိုလို့ရှိရင်အများကြီးယက်တီပေးခဲ့တယ်သူတို့ရဲ့အမှုပညာဆိုတာလည်းအမခန့်လောက်တယ်တော်လန်ရေးပေါ်မှာလည်းသူတို့တစ္ဆာရှိတယ်သူတို့ရဲ့စူးစမ်းမှုမှုပညာကိုလည်းအားပေးတဲ့အတွက်ကြောင့်မလို့လာရောက်အားပေးတာပါရှင် down and ever ထရနောင်ကျိုးရုပ်ရှင်ကို American ပြည်တော်စုမြို့ကြီးဆယ်ကူးမှာဇက်တက်ယုံတင်ပြသခဲ့ပြီးတောင်ကိုရီးယားနိုင်ငံမှာလည်းတပြိုင်တည်းယုံတင်ပြသနေတာဖြစ်ပါတယ်။ down and ever ထရနောင်ကျိုးရုပ်ရှင်ကိုမြန်မာနိုင်ငံမှာယုံတင်ပြသတော့ကလည်းပြည်သက်တွေရဲ့တခင်းနဲ့အပြည့်မှုကိုရရှိခဲ့ပါတယ်။ ကျွန်တော်သူတချမ်းသာပါ